မင်္ဂလာပါခင်ဗျာ Shrap Free Zone Audio Book Channel လေးကနေကြိုဆိုပါရစေဒီ channel လေးမှာဆရာမမဝင်းကြီးရဲ့ရေပြအိမ်မဇလန်းများစာအုပ်တွေကဇလန်းလေးတွေကိုကျွန်တော်တင်ဆက်ခဲ့တာနှစ်ပုဒ်တိုင်းပြီဖြစ်ပါတယ်။ပထမဆုံးဇလန်းကတော့ရေပြအိမ်မသူတော်စင်ဖြစ်ပါတယ်။ဒုတိယဇလန်းကတော့ရေပြအိမ်မဝင်းနိုင်သူဖြစ်ပါတယ်။အခုသုံးပုဒ်မြောက်တင်ဆက်ပေးမယ့်ဇလန်းလေးကတော့ရေပြအိမ်မ CDO လို့ နာမည်ရပါတယ်ခင်ဗျာဒီဇလန်လေးတွေဟာတမူထူးခြားပြီးတော့ထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့ဇလန်လေးတွေဖြစ်တာကြောင့်ဘဝတုတ္တရသလိုအင်းဖိတ်အပန်းဖြစ်ဖို့လည်းရသလိုအဲစိတ်ဝင်စားဖို့လည်းကောင်းလို့တင်ဆက်ပေးရတာဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဇလန်လေးကတော့ရေပြာအိမ်မစီဒီအိုးဆိုတဲ့ဇလန်လေးဖြစ်ပါတယ်ရေပြာအိမ်မစီဒီအိုး မွေးနိုင်သူအဖတာပေါ်ဤထူဆန်းသောအဝါစဉ်ကိုမက်ခင်ရွှေကသူရေးတက်တလို့ရေးပြီးအဖွားကြီးကိုဖတ်ပြသည်ဖွားကြီးကလုံစည်ပတ်စစ်ကို နားထောင်သည်မက်ခင်ရွှေဖတ်၍ဆုံးသောအခါကိုရင်သားပေါ်အကြောင်းပြောရမှာအဖွားပြောစရာတစ်ခုကြံသွားတယ်ဆီယာမလေးရဲ့ဟုဆို၏မွေးနိုင်သူအဖတာပေါ်အထုပ်ပတ်တိပြီးရင်ဇေဒီယိုအကြောင်းဆက်ပြောလိမ့်မည်ဟုသောထင်မြင်ချက်ဖြင့်စက်ကုနှင့်ဖောင်တိန်အသိဉာဏ်သောမက်ခင်ရွှေကပြန်မိသည်ဘယ်နည်းကကြံသွားရလဲဖွား ကျွန်မဖြည့်ထည့်လိုက်ပါမယ်အဘတာပေါ်အထုပ်ပတိဆိုင်ရွက်တီကိုအစဘက်ကပြန်လှန်လိုက်သည်ဈာညတ်ထဲမှာမဟုတ်ပါဘူးကိုယ်အဆုံးမရေးထည့်လဲရပါတယ်ဘူးအဖွားကြီးကပြော၏ဟုတ်ကဲ့ပြောပါဘွားမခင်ရွှေကအဆုံးစာရွက်ကိုပြန်လှန်လိုက်ရပြန်သည်ဖွားကြီးကစင်စင်ဆာဆာပြောသည်အေးဒီလိုကွယ်ကိုရင်သားဘောကဝေကက်လူနာကိုစေးကူရမှာစေးဘွားကဘယ်တော့မှမတောင်းဘူးဆိုတာအဖွားပြောခဲ့ပြီနော် ပြောခဲ့ပါပြီဖွာအဲ့တလူစေနာဒါကုပေးပါရဲ့နဲ့လူနာတယောက်ကစိတ်ထားအတော်ရုပ်တကူသူ့ဆွေမျိုးရင်းတဲ့ကလည်းအခုလိုစေးစရာတယောက်ရှိတယ်ပြောလောက်အောင်မစွမ်းတော့လူတွေကမရှိမဖြစ်တဲ့အချိန်ကတော့တုံးကြပါရဲ့ကိုရင်သားဘောကိုတိလာကြတော့သူ့မျိုးစေးစရာကိုဂယုမဆိုင်ကြတော့ဘူးကွယ်အဲ့ဒါမနာလို့စိတ်နဲ့ကိုရင်သားဘောကိုတိတ်ခါချတယ်လေဟုတ်ကဲ့ဖွာဘလို့တိတ်ခါချလဲသူ့စပားရဲ့ရင်မှုပွေးကြည့်တော့သူ့မျိုးကိုမပင်းပဲကိုရင်သားဘောကိုပင့်တယ် ကိုရင်သာဘောကလည်းလိုက်ရှာပါတယ်။ကုတလည်းပြီးရောဘလို့ပြောလဲဆိုတော့ဆရာကိုပင့်တာတိတ်လဲအထင်ကြီးသွားနေနော်။ကျုပ်ဆွေမျိုးဆရာကြီးကခရင်လွန်နေလို့လွယ်လွယ်ခေါ်ရတဲ့ဆရာကိုပင့်တာပဲ။ဒီမွေလောက်တော့ကျုပ်ဆွေမျိုးဆရာကြီးကစေးဝါးအောင်သုံးမနေဘူး။နှုတ်မေတခွန်းတဲ့နဲ့အစစ်ကြသွားစေနိုင်တယ်ဗျာလို့ပြောလိုက်တယ်ဆရာမလေးရဲ့။မခင်ရှိစိတ်တဲမခန့်ကျင်ပဲဖြစ်သွားသည်။စီမကုခင်ကဒီလိုစကားမျိုးပြောရင်ကောင်းမှာအဖတာဘောကမကုပဲပြန်လာရောမွေသိသက်ပြီးတေးရော မခင်ရွှေကဆို၏ကိုရင်သာပေါ်ကတော့တပတ်သားကိုတည်ခြင်းပျက်စီးအောင်ဒုက္ခရအောင်မလှုပ်ရှားပါဘူးကွယ်သူအဲ့ဒီလိုစကားပြောတော့ကိုရင်သာပေါ်ကလူနာချိန်မနဲ့ချိန်ညိုကြအခွမွေကက်ရကိုလွတ်မနဲ့ပိတ်လိုက်တယ်အစိတ်ချလို့စီးဆက်နေတဲ့တွေးပုံမမဲတွေကကုံလူစဲစဲနည်းနည်းတော့စိတ်ထွက်နေသေးတာပေါ့ကိုရင်သာပေါ်ကလက်မနဲ့ပိတ်လိုက်တော့နည်းနည်းချင်းစိတ်ထွက်နေတဲ့တွေးဟာချက်ချင်းရက်သွားတယ် ကိုရင်သာဘောကထုံနဲ့နဲ့တောင်းပြီးသူ့နှုတ်ကအတတ်မထွက်ပဲနှက်ခမ်းလောက်ယုံမှန်းပြီးမှထုံမှန်းကိုမွေကရာထက်ခြေပမိုးအလေတက်တဲကနေနေပြီးခြေဘွားတိဆွဲလိုက်တာခြေဘွားနဲ့ခြေဘွားမှာထုံအခွေလိုက်ထင်သွားတာပေါ့ပြီးတော့မှကိုရင်သာဘောကကဲမင်းဆွေမျိုးဆရာကိုကြံနေသေးတဲ့အစိတ်ကောင်ချခိုင်းပြီးတော့ကွဲလို့တခုနဲ့ပြောပြီးပြန်လာခဲ့တယ်ဆရာမလေးဟိုလူအစိတ်မုံပြီးတေရောလားမခင်ရွှေကမေးသည်ကိုရင်သာဘောကသူ့ရောကောင်းမှာ ဘသူ့ကိုမှတေးအောင်ပျက်စီးအောင်မလုပ်ဘူးလို့အဖွာပြောခဲ့ပြီးကောဒါဖြစ်ဟိုလူဘလူဖြစ်လဲအဖွာမွေစိတ်ကထုံမှန်းတားထားတဲ့နေရာကအထက်ကိုတော့မတက်တော့ဘူးဒါပေမဲ့ထုံမှန်းထားတဲ့နေရာကအောက်ပိုင်းတစ်ခုလုံးဟာပောက်ကွဲထွက်တော့မှလို့ခြေချောင်းလေးတွေချက်ချင်းကြေမွပြုတ်ထွက်သွားတော့မှလို့အပြင်းထန်ကြိုက်ခဲတဲ့ဝေဒနာကိုမရှိမဆန့်ခံစားနေရတာပေါ့အော်ကြံနေသေးတဲ့မွေစိတ်ကထုံမှန်းတဲ့ခိုးကြောင့်အထက်ကိုမတက်နိုင်ပဲတမ်းမြစ်ထားတဲ့နေရာမှာအစွမ်းပြနေတာပေါ့ ဟုတ်လားဖဖွာဟုတ်တယ်ဆရာမလေးနောက်တော့ဘလို့ဖြစ်လဲဖဖွာသူ့မျိုးသမားတော်ကမနိုင်တော့ဘူးလေကိုရင်သားပေါ်ရှိတဲ့နေရာကိုလူနာပကတ်နဲ့ထမ်းယူလာပြီးရှခိုးတောင်းမှန်ရတာပေါ့ကိုရင်သားပေါ်ကသူ့တော်ကောင်းမေးခွင့်လွတ်ပြီးကယ်လိုက်ပါတယ်အသက်ချမ်းသာသွားတာပေါ့ဖွာကြီးကပြောရင်တစုံတစ်ခုကိုတတိယလာဟန်ဖြစ်ဟဲ့ဟဲ့သမီး ဘယ်ရောက်နေတော့ဟုအတံပြုတ်လိုက်တော့အခါဒီမအမေအဖတာပေါ်ကြိုက်တတ်တဲ့တက်တက်လို့ဟင်းတော့မျက်ပြန်ကအစင်သက်ချက်နိုင်အောင်ပြင်ဆင်နေတယ်ဟုသောဖြေတံကမိဖို့ကမ်းမှထွက်လာသည်ဘခင်ရွှေအံဩသွား၏အဖတာပေါ်မရှိတော့ဘူးလဲပြောရင်အဖတာပေါ်အတွက်ရင်းကိုလည်းစီမံနေတယ်ဆိုတော့အဖတာပေါ်ကပျောက်သွားတယ်ဆိုတာ မွေးပေါ်ပေါက်ပြီးမွေးဖြစ်သွားတာများလားဟုတွေးလိုက်မိသည် မခင်ရှိကျွေးနေသည်ကိုအကဲခတ်မိဟန်သူတော်ဖာကြီးကဇဝေဇဝါဖြစ်နေသောမခင်ရှိ၏အတွေးကိုရှင်းလိုက်သည်ကိုရင်သားပေါ်ပျောက်သွားပြီးအဖွားယောက်ျားကအိမ်မက်မက်တယ်ဆိုတာလုံမလေးကိုပြောခဲ့ရဟုတ်လားဟုတ်ကဲ့ဖွားမှတ်မိပါတယ် ဤမင်းပြန်ကားဆိုရင် ကိုရင်သားပေါ်ပျောက်သွားတဲ့နေ့ပဲအဖွားရောက်စားရှိစဉ်ကားပဲကိုရင်သားပေါ်ပျောက်သွားတဲ့နေ့တိုင်လာပြီဆိုရင်နှစ်စင်မှန်မှန်သူ့ကိုအိမ်မထားတဲ့ရွာထိပ်ကဂျီဒီအိုရှိရာတောင်ကုန်းကိုသူကြိုက်တဲ့ရင်းနဲ့ထမင်းတပွဲသွားဖို့နေကြမင်းကလေးရဲ့အဲ့ဒါမင်းပြန်ကားသွားဖို့ဖို့နေ့ပဲ哦အဲ့ဒီဂျီဒီအိုနဲ့တောင်ကုန်းအကြောင်းအဖွားကိုတွေ့ဖြစ်ပြလေးပြောမယ်ဆိုအဖွားယခုမှဇီဒီယိုအကြောင်းစကားစာပေါ်လာတဲ့ဖြစ်မခင်ရွှေကတတိပေးပြီးစက္ကူတွေဖောင်တိန်တွေပြင်လိုက်သည် ဖွားကြီးကသွားတခြားမှမရှိတော့ပါဆက်ကိုဖြဲပြီးအာဘတရရေလိုက်၏ဆီယာမလီကတော့အဖွားလူရေးပြရင်ရွာနဲ့ပတ်သက်တာတွေကိုတော်တော်စိတ်ဝင်စားပါလားဟိကဲကဲအဖွားပြုတ်ပြမယ်တိတ်တိတ်ချာချာမှတ်ပြီးတော့ဒါပြန်ရေးကြားလာဆီယာမလီဟုတ်ကဲ့ပါအဖွားထိုအချိန်ကမတ်ရွှေအိမ်အသက်ဒီ15နှစ်အရွယ်အပြူဖြန်းကလေးမှသာရှိသေးသည်အသက်16 6နှစ်အရွယ်သည်ယခုခေတ်လိုအပြူလုံးရမည်ကိုမသိသေးအလားပါကိုစိတ်ဝင်စား အချစ်ရေးဆိုဒီမှာဝေလာဝေးစော့ရည်ကစား၍ကောင်းတုံးဖြစ်ပြီးလူကြီးများကဤရွယ်ကိုပါဇက်မနိုးစော်နှံ့မီမပြောက်သည့်လူမမဲ့ကလေးတွေသာဖူတာအတိမတ်ပြုခဲ့သည် ထိုခေတ်အချိန်ကလူတွေကလည်းတစ္ဆာတမာတိတီရောသူတွေကောင်းဆက်ရှိသူတွေများများရာမရွှေအိမ်တို့အရွယ်တွေသည်ရွာနာပတ်ဝန်းကျင်တောတန်းခြုံပုံများတို့အဖို့ပေါင်းနှစ်ဖြစ်စေတယောက်တည်းဖြစ်စေတွားကျင်သည့်နေရာကိုတွားကျင်သည့်အချိန်မှာတွားနိုင်သည်စော်ကားဖြက်စီးမီလူယုံမှဟူ၍မရှိတလောက်ရှာပါခဲ့သည်ထိုကြောက်တာလင်းအေးအေးဆေးဆေးနေတက်သောမခင်ရွှေသည်ထင်းခွေရှင်းရခုထွက်ရာမှာတယောက်တည်းသွားလိရှိ၏ မတ်ရွှေအိမ်ဖို့ရွေးသူမင်းကလေးများသည်တစီတရေကြောက်သည်ဟုပြောလင်ရဲစရာထင်ရအောင်တတိကောင်းသူဖြစ်သည်ညီကထင်းခွေရင်ခွက်ကူသွားရင်ဇေဒီပြက်ရှိရာတောင်ကုန်းပဲသွားတက်တော့ငါတို့ကမလိုက်ရဲဘူးအဲ့နေရာကတစီရှိရဲလို့တချို့လူကြီးတွေကပြောမှုရဲ့ဖူသောစကားဖြင့်မတ်ရွှေအိမ်သွားရာကိုမိသူကားမှမလိုက်လို့ကြပဲလမ်းခွဲကြတော့အခါမတ်ရွှေအိမ်သည်ရွတ်တက်တော့ညင်ကလေးလည်းရှိသည့်အရှောင် နင်တို့ကြောက်တဲ့မလိုက်ခဲ့ကြနဲ့ပေါ့အဲ့ဒီနေရာကိုဘသူမှမသွားတော့ထင်းခိုင်းကြောက်တဲ့ရှင်းရွက်တွေတိတ်ပေါ်တာငါကြီးယူမယ်ဟိမရှိအင်ကရေရေမောမောပြောပြီးအချောက်ရမရှိဇီဒီအိုရှိရတောင်ကုန်းငယ်တို့တယောက်ထဲလာခဲ့သည်တောင်ကုန်းငယ်ဆိုတော့လေအမြင်ကြီးမဟုတ်ခက်ပြစ်ပြီးကမူတာတာဖြစ်တော့ကုန်းငယ်ဖြစ်ပြီးတောင်ကုန်းငယ်တစ်ခုလုံးတောချုံတွေဖုံးနေသည် ကုန်းငယ်ထိတ်တွင်ကပြည့်စည်ရွေးနေသည့်ရှေးဟောင်းစီဒီကိုတဆူသည်စူးချုံတွင်ပိတ်ဖုံးရနေရာစီဒီကိုဟူ၍တိတာယုံမြတာတတံပေါ်တော့သည်စီဒီအိုဤအခြေနေရာနှင့်ခြေလန်း90ကျော်မြောက်အကွာတွင်ကရမန့်ပင်ကြီး3ပင်ကဖူကနောက်ဆိုင်ပေါက်နေသည်နေပရေစီတာပြည်မြကြာညောင်းသည့်အချိန်ကပောက်ပွားရှင်တန်နေသည့်ကရမတ်ပင်တွင်မန်းကိုမခံမနိုင်အောင်ပင်ပင်စီလုံးပတ်ပစိုးတစ်ပတ်မြပင်မကတော့ပင်ပင်နှစ်တပင်ပင်စီချင်းထိနေသည် မြန်မာအုပ်ဆိုင်သောကရမတ်ပင်ကြီးသုံးပင်မှကြွေကြသောကရမတ်ပန်းများအပင်အောက်တွင်ပန်းမွေရာခင်းထားသလိုဖြစ်နေသည်အုပ်ဆိုင်ဝဝေးဆာဆာကရမတ်ပင်ကြီးသုံးပင်၏လောင်းဟဲကြောင့်အပင်အောက်မှမြက်ပင်ခြုံတွင်မှဆာ၍မြည်သည့်အပင်မှမပေါင်နိုင်ပေပင်ချေရှင်းရှင်းမှတင်းတင်းပြန့်ပြန့်မွေသောကရမတ်ပန်းတွေကိုမတ်ရှေအိမ်တယောက်အားရပါးရကောက်သည်ဤနေရာကိုသုံးလေးချိန်မြောက်မတ်ရွှေအိမ်သွားမိသောအခါမတ်ရွှေအိမ်ဖို့စိတ်ဝင်စားစရာတစ်ခုတွေ့လာသည် အသက်20ကျော်အရွယ်များရှိမည်ဟုခန့်မှန်းရသည့်တန့်ပြန့်ဖြူစင်သောရုပ်ရည်ရှိသည့်ယောက်ျားပြူတယောက်နှင့်ရွယ်သူပင်ရှိမည်ဖြစ်သောချစ်စပွဲမိမ့်မပြူတယောက်တို့သည်ကရမက်ပင်ကြီးကိုကြောမိကာတယောက်နှင့်တယောက်မထိခိုက်တော်လဲနီးကပ်စာထိုင်၍ဇေဒီအိုရှိရာသို့ငေးမောကြည့်ရှုနေကြသည်ကိုမတ်ချေအိမ်တွေ့ရသည်ကရမ်ပပန်းကောက်ရန်လာသောမတ်ရွှေအင်ကယောက်ျားပြူနှင့်မိမ့်မပြူကိုတွေ့သောအခါအံ့ဩတင်သွားသည် ယောက်ျားပြုံနဲ့မိမပြိုးသည်သူတစ်ချိန်မှတစ်ခါမှမမြင်ဘူးသောကြောင့်သူနေထိုင်ရာရေပြာအိမ်ရွာသူရွာသားမြည်သည့်နီးနဲ့များမဟုတ်နိုင်ကြောင်းအသက်တိလိုက်သည်တခြားရွာကသမီးကြီးစားချင်းပြီးလာတွေ့ကြတာချင်းနေမရွှေအင်ကတွေးပြီးလူငယ်တဘာဝအတိုင်းတိတ်တဆိတ်ချောင်းမြောင်ကြည့်လိုသောဆန္ဒဖြင့်သူရောက်ရှိရာခြုံခွဲကပင်စိတ်ငြိမ်စွာစောင့်ကြည့်နေသည် မရွှေအိမ်ရောက်နေသောနေရာသည်ကရမတ်ပင်ကိုကြောမိထိုင်နေသောယောက်ျားပြုံနှင့်မိမက်ပြုံကိုရှိတက်တဲမှမဟုတ်ပဲခက်ဆောင်းဆောင်းဓာလဲခုံနေရာဖြစ်သည်ယောက်ျားပြုံနှင့်မိမက်ပြုံကမခင်ရွှေကိုမြင်ဟန်မတူချေဇီရီအိုရှိရာကိုသာငေးမောကြည့်နေကြသည်ဘလို့ဟာပြပါလိမ့်တမိဟိသာချင်းတွေ့တာဆိုရင်ပျော့ပျော့ရွှင်ရွှင်နေရမယ်ရေရေမောမောစကားပြောရမယ်အခုတော့တယောက်နဲ့တယောက်ထီလဲမထီဘူးစကားလည်းမပြောဘူး နည်းနည်းလေးမှမလှုပ်ရှားပဲအယုတ်ကြီးတွေကြည်ထားတယ်လို့ပဲငြိမ်နေလိုက်ကြတာနောက်ပြီးသူတို့မျက်နှာတွေကလည်းငိုရောမာလို့ဘေးရွာကဘာဖြစ်လာကြတာပါလဲမတ်ရွှေအိမ်အောင်ဩဇာတွေးမိသည်နှစ်ယောက်စလုံးကတော့ချောချောလှလှတွေပဲကြည်လို့ယောက်ျားလှလှမိန်းမလှလှဆိုလို့ငါကတိတ်ချစ်တာဘာကိုညံ့မလဲလို့တွားမေးရင်ကောင်းမလားတော်တော်ကြာဘာလာရှုပ်တာလဲဆိုပြီးရိုက်လို့မှဖြစ်ဒုက္ခမတ်ရွှေအိမ်သည် ထင်မိထင်ရတွေးပြီးဘာမှမလုပ်တော့ပဲကြီကောင်းကောင်းပြည့်ရှိသည်ဖြင့်ခြုံွယ်မှာပဲငိမ်သက်စွာနေပြီးကြည်နေသည်ကွန်တရာညံ့ညံ့ကြသောအခါယောက်ျားပြုံနှင့်မိမ့်မဖြူသည်တိုင်မြင်ထားသည်လားကရမတ်ပင်ကိုကြောမိထိုင်နေရမှတပြိုင်နဲ့မတ်တရက်လိုက်ကြသည်ထို့နောက်လှပသောမျက်နှာမှာပူဆေးကြည်ကန်းဟန်ဖြင့်နှစ်ယောက်စလုံးဥကန်ကန်ဆိုင်ချပြီးဇေဒီယိုရှိရာကိုဖြေးလေးစွာရှောက်သွားကြသည် သူတို့ဝတ်ထားတဲ့အဝတ်ကလည်းတမျိုးပဲတို့ရွာသူရွာသားတွေဝတ်တဲ့အင်ဂျီမျိုးထမိန်မျိုးပစိုးမျိုးလည်းမဟုတ်ဘူးအခုဘဲကိုသွားကြမှာပါလေဟောဇီဒီယိုဘက်ကိုကိုယ်ဝင်သွားလို့ငါမမြင်ရတော့ဘူးလိုက်ကြည့်ရင်ကောင်းမလားဘာလာရှုပ်တာလဲဆိုပြီးရိုက်လို့ရင်ဒုက္ခမက်ရွှေအင်ကတွေးပြီးဇီဒီယိုတစ်ဖက်အကွယ်ဝင်သွားပြီဖြစ်၍မမြင်ရတော့တော့ယောက်ျားပြုတ်နေမိမ့်မပြုတ်အကြောင်းကိုဥကောင်းနဲ့မှတိုးတိတ်ခါပန်းတွေကောက်ဟင်းရက်တွေခူးပြီးပြန်လာခဲ့သည် ဒီအကြောင်းကိုမတ်ရွှေအင်ကမိသူကိုမှမပြောပဲမျိုးသိပ်ထားလိုက်၏တွေ့ခဲ့ရသောယောက်ျားပြုံနှင့်မိန်းမပြိုကိုသူစိတ်ထဲမှတနာနေသည်လူကြီးမိဘတွေကတဘောမတူ၍တိတ်တဆိတ်ထွက်ပြေးလာကြရသောကြောင့်မပြောရှင်းနိုင်ပဲဝမ်းနဲ့ပူဆွေးနေကြရသည်ဟုထင်သည် လူကြီးမိဘတွေမသိအောင်ရှာမတွေ့နိုင်အောင် ဤနေရာလာရောက်ပုံအောင်နေခြင်းဖြစ်ရသည်ဟုယူဆသည်သူလျှောက်ပြော၍လူတိတူတိဖြစ်သွားပါကတက်ဆိုင်ကမိဘတွေလာရောက်ခွဲခွာခုံငင်သွားလင်တနာစရာကောင်းအောင်ဤယောက်ျားပြုံနှင့်မိမ့်မပြိုတို့ပူဆွေးတော့ကယောက်ျားလိမ့်မည်ဟုဆိုရင်သည်ထို့ကြောင့်မတ်ရွှေအင်ကဘာမှမပြောဘဲရင်းငုံနှုတ်ပိတ်စိတ်စိတ်နေလိုက်တော်သည်သုံးရက်မှတစ်ချိန်လောက် ECDO ကိုတောင်ကုန်းကိုသွားနေချဖြစ်သောမတ်ရွှေအင်ကဤနေရာကိုရောက်လာခဲ့ပြန်သည် ထိုအခါယောက်ျားပြုံနဲ့မိန်းမပြုံကိုယခင်ကတွေ့ခဲ့ရသည့်အနေထားအတိုင်းမျက်နှာအမူအရာအတိုင်းတွေ့ရပြီးယခင်ကဲ့သို့ဇီဒီယိုတစ်ဖက်ွယ်သို့ဝင်သွားကြပြန်သည်ကိုတွေ့ရပြန်သည်ဤနေ့တိုင်းသုံးလေးချိန်များတွေ့နေရသောအခါမတ်ရွှေအင်ကဤတိုင်းငိန်သက်တိတ်ဆိတ်သွားမနေနိုင်တော့ချေဤတောင်ကုန်းပေါ်ကိုသူရောက်လာ၍ကရမတ်ပင်ကြီးအောက်မှယောက်ျားပြုံနှင့်မိန်းမပြိုကိုမြင်ရင်မြင်ချင်းပုံးခွေချောင်းကြီးမနေတော့ပဲဒုံဆိုင်ပြီးအပြေးသားတွေ့လိုက်သည် ယောက်ျားပြုံနဲ့မိန်းမပြိုရှေ့မှာစုံရက်လိုက်ပြီးမက်ရွှေအိမ်အထင်တွင်ကသူ့ကိုမြင်လင်လျှောက်စလုံးအောင်းဩသွားလိမ့်မည်ဟုထင်သည်ထို့သောယောက်ျားပြုံနဲ့မိန်းမပြိုကသူတို့ရှိမှလာရတော့မက်ရွှေအိမ်ကိုမြင်ဟန်မတူဖျားစေကြီးအိုရှိရာငေးမြဲတိုင်းငေးနေကြသည်သူတို့မျက်နာကမက်ရွှေအိမ်မြင်နေကြဝမ်းနေပူဆွေးသည့်မျက်နာအတိုင်းပင်ရှိနေသည်အခုနဲ့မှဘေးရွာကလည်း ဒီမှာဘာလုပ်နေကြတာလဲမက်ရွှေအိမ်အမေကိုနှစ်ယောက်စလုံးမဖြည့်ကြငိမ်ငဲတိုင်းငိမ်နေကြသည် ကျမဘာလုပ်ပေးရမလဲယင်မက်ရွှေအိမ်ကပထမမေးသည့်သူ့မိကုံကိုအပြစ်မရသောအခါနောက်ထပ်မိကုံတစ်ခုထပ်မေးလိုက်သည်ယောက်ျားပြုံနှင့်မိန်းမပြောကအတန်ကြာနှုတ်ဆက်နေကြပြီးထို့နောက်မက်ရွှေအိမ်ကိုမကြည့်ပဲထန်ရာမှပြိုင်သူထားလိုက်ကြသည်မိမပြိုကတနာစပွဲမျက်ရည်အတွေ့အကြုံကြသည်။ယောက်ျားပြိုကကြည်ခွဲသောအတန်ဖြင့ တူတူတက်တာစွာပြောသည်ဒီနေရာမှာဒုံနေရတာကြာလာပါပြီဘယ်တော့မှမသွားရပါမလဲကွယ်မငိုနဲ့နှမရေဝိရှိတရီတော့ခံရအောင်မှာပေါ့ဒီဘုရားမှာဒုံနေရောက်နေရမယ်လို့အမိတ်ပေးတဲ့ပုဂ္ဂိုလ်ကပေးခဲ့ပြီသွားချိန်တန်ပြီသွားတော့လို့အမိတ်ပေးတဲ့ပုဂ္ဂိုလ်မပေါ်မချင်းဒုံနေရအောင်မှာနှမရေလာပြန်ကြစို့ယောက်ျားပြူကစကားဆုံးသောအခါဖြေးလေးသောခြေလမ်းများဖြင့်ဥကောင်းငိုက်ဆိုင်ချပြီးသွားရနောက်တို့ မျက်ရည်ကျလျက်ပင်မိမ့်မပြိုကဥကောင်းငိုက်ဆိုင်ချကဖြေးလေးသောခြေလက်များဖြင့်လိုက်သွားရှာသည်နှစ်ယောက်လုံးပင်ဂျီဒီကိုတစ်ဖက်အခွေသို့ဝင်ရောက်သွားကြသည်မိဘအုံးအကူနဲ့မတို့ဘယ်ကိုသွားချင်လဲသွားတော့လို့ပြောနိုင်တဲ့သူကဘသူလဲကျမသွားပြောပေးမယ်ဘသူစီသွားပြောရမလဲမက်ရွှေအင်းကအံ့ဩခြင်းစိတ်မကောင်းခြင်းဖြင့်ငြီးကြည့်နေရမှာဂျီဒီကိုတစ်ဖက်အခွေသို့ယောက်ျားပြုံမိမ့်မပြို့ ဝင်ရောက်ပြောက်ွယ်သွားမှတတိယကနှုတ်မအော်ဟစ်မေးမြန်းရင်ပြေးလိုက်သွားသည်စီဒီအိုတစ်ဖက်အကွယ်တွင်ကတစ်ပင်ချုံနှံပိတ်ဖုံးလျက်သာရှိသည်ယောက်ျားပြုံနှင့်မိန်းမပြေကိုအရေးရံပင်မတွေ့ရတော့ချေဘယ်ရောက်သွားကြပါလဲအကိုကြီးအမကြီးမရွှေအိမ်ကအော်ခေါ်သည် ပြန်လဲထူးတန်ကမကြားရချေမရွှေအိမ်က စိတ်ပြက်စွာပြန်လာခဲ့၏ ဤတစ်ချိန်တွင်ကမက်ရွှေအိမ်နှုတ်စိတ်မနေနိုင်တော့ကြီးသူတွေးခဲ့မြင်ခဲ့ကြားခဲ့ရသည့်များကိုတလုံးမကြံပြန်ပြန်ပြောပြကာတနားစရာကောင်းသောယောက်ျားပြုံနှင့်မိန်းမပြုံတို့တနားစရာကောင်းသောယောက်ျားပြုံနှင့်မိန်းမပြုံတို့တွားကျင်သည့်နေရာကိုတွားကြပါစီပြောကြပေးပါဟုမိဘများကို၎င်းအိမ်မှာဆုံးခံသည့်တန်ဃာတော်ကို၎င်းစိတ်မကောင်းစွာရှောက်ထားပြောဆိုလေတော်သည်ဤတဲ့င်းကတရားလုံးပြန့်နှံ့သွားသည် ထိုအခါရွာဖုံးတော်ကြီးကိုယ်တိုင်မတ်ရွှေအိမ်ကိုခေါ်ပြီးတေချာစွာမေးတော်မူလေသည်ထို့နောက်ဖုံးတော်ကြီးကကြီးမှုကဇေဒီအိုကိုချုပ်နယ်တွင်ရှင်းပြီးပန်းစီမိစွန်ရေချမ်းကပ်လူကြသည်ပရိမေတ္တာဘဝနာပွားများကြသည် အမျှဝေကြသည်ဤကိစ္စတွေပြီးသောအခါ၌မတ်ရွှေအိမ်ကိုမိဘများကထင်းခွေရှင်းရွက်ခုရေခတ်ပင်မခိုင်းကြတော့ပဲအိမ်ထဲမှာသာနေစေခဲ့သည်မှာကိုဘိုးအောင်နှင့်လက်ထက်သည့်အထီးပင်ဖြစ်တော်သည် အဲ့ဒီနေရာကိုအဖွာနောက်ထပ်သွားသေးလားအဖွာကြီးပြောပြီးစုံတော့အခါမခင်ရွှေကမေးလိုက်သည်ကိုဘိုးအောင်နဲ့အိမ်ထောင်ချပြီးနောက်မှာတော့အပြိုဘွားလို့မလွတ်တက်တော့ဘူးလေဘာရကိစ္စတွေဝေယဝိစကိစ္စတွေများတော့ CDO ရှိရာတောင်ကုန်းကိုခြေဥတော်မလှည့်နိုင်ကြတော့ပါဘူးအေးနှစ်ပေါင်းများစွာကြာပြီးမှကိုရင်သာပေါ်နဲ့ပတ်သက်ပြီးရောက်သွားပေမဲ့ဘာမှမတွေ့တော့ဘူးလေ တွေ့စရာကလည်းကော်ရက်မပင်ကြီး၃ပင်ကတည်သွားပြီပဲ။ဖွားကြီးစကားနားထောင်ရင်မခင်ရွှေစိတ်ထဲမှာဆွေးတလူလူလွမ်းတလူလူဖြစ်နေသည်။ဖွားကြီးပြောပြသည်ဘာမှမသိတော့ယောက်ျားပြုံနဲ့မိမပြိုကိုစိတ်ထဲမှာတနာနေသည်။မခင်ရွှေငေးနေခိုင်မှာလမ်းမပေါ်ကကလေးငယ်တစ်ယောက်ရှိုက်ကြီးတဲ့ငင်ကိုလာသည်ကိုတွေ့ရသောအခါဟဲ့ဖွားရှင်တားလေးပါလား။ဘာဖြစ်လို့လဲကလေးဟူအဖွားကလမ်းမေးလိုက်သည်။ ဖွားရဲ့ကျွန်တော်ကျက်သူရည်လေးပြန်သွားရှာပြီးကျွန်တော်လိုက်တော့မရတော့ဟုခလေးငယ်ကငိုရှိုက်ရင်ဖြစ်၏နင်ကအတောင်မညက်ထားဘူးလားမညက်မိဘူးအဖွားရဲ့ကျွန်တော်ကိုကျက်သူရည်လေးကချစ်တော်ပြန်ပြေးမယ်မထင်လို့ဩဖြစ်ရလေနင်ကနင်းပါကြီးကိုအားကြပြီးအတောင်မန်းချက်ပဲမွေးတာကိုနင်းပါကြီးမွေးရတဲ့ကျက်သူရည်မျိုးကဘယ်မှမှမရှိဘူးဟိဘာအေးကျက်သူရည်ကတရားရုံးတက်ပြီးတက်တေခံရတဲ့ကျက်သူရည်ပဲပေါ့ပေါ့မှတ်လို့ အဖွားကြီးစကားကြောင့်မခင်ရွှေမျက်လုံးကျဲသွားပြန်သည်အဲ့ဒီကျက်တူရဲကဘလို့ချက်တရားရုံးမှာတက်တက်ခံနိုင်ရတာလဲအဖွားအေးဆရာမလေးနဲ့ဒီရွာနဲ့တော့အန်ကိုက်ပဲကဲစီဒီကိုအကြောင်းသာပြီးအောင်ရေးပါလိပြီးရင်ဘိုင်အေးကျက်တူရဲအကြောင်းပြောပြမယ်ဟုတ်ကဲ့အဖွားဟုမခင်ရွှေကတက်လက်စာပြောလိုက်၏ရေပြိုင်အိုင်းနဲ့စီဒီအိုဆိုတဲ့ဇလန်လေးရဒီမာရင် ပြီးဆုံးသွားပါတယ်။နောက်ထပ်ထပ်လာမယ့်ဇလန်းလေးကတော့ရေပြအိုင်မှရွှေကြက်တော်ဆိုတဲ့ဇလန်းအဆက်ကလေးဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုနားကျင်ကြပါအောင်ခင်ဗျာ။ကျွန်တော်ရဲ့ channel လေးကိုနားထောင်ပေးကြတဲ့လူတအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။အားလုံးစိတ်ချမ်းသာကိုကျမ်းမာကြပါစေဗျာ။